အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှတော့ဘကူးကဖတိမဆိုင်ပိတ်ပြလိုက်ရခြင်းအကြောင်းရင်းကိုထုတ်ပေါ်ပြလာတဲ့အကြောင်းအရာပြပိုင်းလေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြပိုင်းလေးကိုကြည့်ပြီးတော့ဝီဖန်သုံးတဲ့ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လေးတူတူလိုက်ပါလေဗျာကဲအားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်အခုပြောချင်တာကတော့ဗျာအွန်လိုင်းမှာဟိုလူပြောများနေတဲ့အကြောင်းအရာလေးဗျာเนาะကျွန်တော်ဆယ်လီဆယ်လီတယောက်ပေါ့เนาะဆယ်လီတဲမှာမှာတော်တော်နာမည်ကြီးရယ်ဆယ်လီအချိန်မောင်းရောင်းတဲ့ဆယ်လီဖတ်တီးမဗျာเนาะဆယ်လီ ဆယ်လီဖတိမရဲ့ဘကိုးဆိုင်လေးပေါ့ဆယ်လီဖတိမရဲ့ဘကိုးဆိုင်လေးအပိတ်ခံအကြောင်းပေါ့ဗျာနော်ဖွင့်မီတရနေ့ပဲရှိတယ်ပြန်ပိတ်လိုက်ရတယ်သူ့အချိန်ပေါင်းစားခြင်းလို့တော့ဝယ်စားတဲ့လူတွေပေါ့ဗျာနော်ပြန်လှည့်ပြန်လာရတယ်ပေါ့ဗျာဆိုင်ပိတ်ထားတယ်ပေါ့နော်ဒီနေ့မှကျွန်တော်ပြောချင်တာကဗျာအချိန်ပေါင်းဆိုတာလမ်းမေးမှာအချိန်ပေါင်းရောင်းနေဗျာနော်ဟိုအချိန်ပေါင်းရောင်းနေလမ်းမေး60ဟို လမ်းမေးဈေးတဲ့အတွက်ကတော့ထားအောင်ဗျာဒီ FDA တို့ဘာလို့ဆိုတာထားလိုက်အောင်ဒီလိုဆိုင်တဲ့ကဏ္ဍနဲ့ဖွင့်ရောက်မယ်ဆို FDA လို့တယ်နော် FDA ဆိုတာကျွန်တော်တို့အစားတောက်ဟိုကျမကြီးနဲ့ညညို့မညို့စစ်တဲ့အဖွဲ့စည်းပေါ့နော်ဆိုင်တဲ့ကဏ္ဍနဲ့ဖွင့်ရောက်မယ်ဆိုရင်ဒီဒီ FDA ကခွင့်ပြုချက်လိုတယ်ပြီးတော့ကျွန်တော်တို့ လုပ်ငန်းလိုင်စင်လိုပါတယ်ဗျာနော်စိုင်းပွဲမယ်လို့လုပ်ငန်းလိုင်စင်လိုတယ်ပြီးတော့စင်စီပင်ရဲ့တတ်မှတ်တဲ့ခွင့်ပြုချက်လိုတယ်ခင်ဗျာနော်တချို့လုပ်ငန်းတွေဆိုရင်ဒီပတ်ဝန်းကျင်ကအိမ်နေရဲ့ခွင့်ပြုချက်ပါလိုအပ်သေးတယ်ဗျာနော်ဒီလိုလုပ်ငန်းတစ်ခုကိုစိုင်းတစ်ခုဖွင့်တဲ့အချိန်မှာသူသူ procedure ပေါ့ဗျာသူ procedure တွေရှိတယ်ဗျာအစင်းစင်းနေနော်ဒီလို procedure တွေရှိတယ်ဒီအတွက်ဆယ်လီတယောက်က online မှာဘလောက်အောင်မြင်သည်ဖြစ်ပါလေသူတတ်မှတ်ထားတယ်ဗျာနိုင်ငံတော်ကတတ်မှတ်ထားတဲ့ဤဥပဒေတွေပေါ့နော်စိုင်းတစ်ခုဖွင့်စိုင်းတစ်ခုရဲ့လုံထုံးလုံနီးတွေကိုကြောင်းမဲ့ အစားအသောက်ရဲ့အပေါ်မှာမူတည်ပြီးတော့ခွင့်ပြုချက်တွေလိုတယ်ဗျနော်ဒီလိုခွင့်ပြုချက်တွေမရှိပဲဖွင့်လို့ရှိရင်10လီတည်းမရဘူးဗျ10လီတည်းမရဘူး17လီတည်းမရဘူးအနုပညာရင်လည်းမရဘူးနော်အရေးယူခံရမှာပဲနော်ခုသူ့ဆိုင်တွေကပိတ်လိုက်ရတယ်ဆိုင်ပြန်ပြင်နေလို့လည်းကြားတယ်တခြားအကြောင်းအရာလေးတွေကြားတယ်ဗျနော်ဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်စတင်ပြပေးမယ်10လီတွေလည်းကျွန်တော်ပြောချင်တာတခုကဘာလဲဆိုတော့တရားဥပဒေရောလေးစားလေးစားလိုက်နာသိခြင်းနဲ့ဗျနော်ဟိုတရားဥပဒေရဲ့သတ်မှတ်ချက်တွေ တရားဥပဒေရဲ့ဤဥပဒေတွေရောဟိုဟိုလိုက်နာလေးခြင်းနဲ့ဗျာနော်ကိုကပိဋကတ်ရှိတယ်ဆိုရင်စွတ်လွတ်လို့မရဘူးဗျာဘယ်ရမှာနော်ပိဋကတ်ရှိတာရှိတာတပိုင်းပဲကိုကဟိုတတ်မှတ်ထားတဲ့စီကံချက်တွေကိုလိုက်နာဖို့အရေးကြီးတယ်ဗျာနော်ဟိုတလောကရေခဲကြောင်းတဲ့လေးတောင်မှတွေ့တယ်မော်လားခြေဦးဆိုင်ဖွင့်ပါညာပြီးတော့ဗျာကိုတော့ရွာပြန်သွားပြီဗျာနော်ဆယ်လီဆိုပြီးတော့ကောက်ရုံးမီးတို့ခဏလေးထားတောက်ပြီးတော့ငိမ့်သွားတဲ့မီးတွေလည်းရှိတယ်ဗျာနော်ဒီအတွက်ကဆယ်လီဖြစ်တိုင်းနဲ့ဂုံယူနေလို့မရဘူးဗျာနော်ကိုကဆက်ပြီးစူးစမ်းရမယ်ကိုအောင်မြင်မှုကိုကိုချဖွေးရမယ်တတ်မှတ်ထားတဲ့ဤဥပဒေတွေပေါ့ ဗျာနော်ဟိုနိုင်ငံတော်ချမှတ်သားတဲ့ဤဥပဒေတွေစီကံဥပဒေတွေလိုက်နာပြီးစီးပွားရှာရမယ်နော်ဒါတွေကိုသိထားဖို့လိုတယ်ဗျာနော်ဆယ်လီတွေအနေနဲ့လေ online မှာအားပေးတယ်ဆိုပြီးတော့ feeding နဲ့ရမ်းတက်ပြီးရှောက်လို့လို့မရဘူးဗျာနော်ဟိုလူဆိုတာတတ်မှတ်ချက်နဲ့နေရတယ်ဆိုင်ဖွင့်မယ်ဆိုရင်ဆိုင်မှာတတ်မှတ်ချက်ရှိတယ်ဗျာနော်ဒါလေးတွေလိုက်နာသိနေဗျာနော်ပတိမာရဲ့ဆိုင်လေးရောပိတ်သွားတယ်ဒီအတွက်တော့စိတ်မကောင်းဘူးဗျာနော် ပြန်ပြီးတော့ဖွင့်နိုင်ပါသေးပြန်ပြီးအောင်မြင်ပါသေးလို့စုတောင်းပေးပါတယ်ဗျာနော်